စစ်ကောင်စီရဲ့ပြည်သူစစ်မှုထမ်းအဖြစ်အမှုထမ်းခဲ့ရသူတွေကိုသုံးပုံတပုံလျှော့ပေါခွင့်ရရှိတဲ့တတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်အောင်တာဝန်ထမ်းဆောင်ပြီးသူအဖြစ်တာဝန်ထမ်းဆောင်ပြီးကြောင်းလက်မှတ်ပေးရမှုအရာထွက်ခွင့်ရသူရာဂရန်းသာရှိတဲ့အတွက်ကျန်သူတွေဟာတေဆုံးတဲ့ပြုံးနှင်းအင်အားတွေဖြစ်နိုင်တယ်လို့စစ်ရေးအကက်ခတ်တွေကသုံးသပ်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ13ကတောင်ကြီးမြို့အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာပြုလုပ်တဲ့တတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်အောင်တာဝန်ထမ်းဆောင်ပြီးတဲ့ ပြည်သူစစ်မှုတန်းတွေကိုတာဝန်ထမ်းဆောင်ပြီးကြောင်းလက်မှတ်နဲ့ဂုံးပြုံငွေပေးအပ်ပွဲမှာထွက်ခွင့်ရသူတွေဟာတက်တွင်းမိသားစုဝင်တွေဖြစ်တယ်လို့စစ်ရေးသတင်းတွေ ဖော်ပြနေတဲ့ CDN ပိုကြီးစင်ရောကမဲခေါင်ကိုပြောပါရယ်ရှစ်လပိုင်းလေးကထုတ်ပေးထားတာကိုခုမှစုပြီးလောက်တာဆိုတော့တွေ့မြင်ရတဲ့လက်မှတ်အရတင်းသားရီတိုင်းတရချောင်းအခြေဆိုင်ခမရ403ကမိခိုသူသားသမီးတူဖြစ်နေတာကိုတွေ့ရပါတယ်ပြီးတော့ကျမ်းမာရီရထွက်ခွင့်ပေးတဲ့ဆိုရပြန်အောင်ကလည်း ူးဆက်ယောဂသမားတွေတောင်မသိမချင်းခိုင်းစားနေသေးတာရှိပါသေးတယ်။ဒါကြောင့်အဆိုပါဝါဒဖြန့်မှုကိုလုံးဝမယုံစားမိဖို့နောက်တစ်ချက်ကတမတ်ကာလာနှစ်နှစ်ပြည့်မြောက်တဲ့အချိန်မှာအုတ်ထင်းသူမိဘတွေအနေနဲ့အမှန်တကယ်ထွက်ခွင့်ရကြဖို့လလန်းမိသည်။အပူတပြင်းသွေးမအေးပဲချိတ်ဆက်ဆောင်ရွက်ဖို့အရေးကြီးလာပါတယ်လို့သူကပြောပါတယ်။စစ်တပ်မှာအမြဲတမ်းတပ်ဖွဲ့ဝင်တွေကိုအသက်60ပြည့်တဲ့အထိပေးမထွက်ပဲ ခုလိုပြည်သူစစ်မှုတန်းတွေကိုဂတိအတိုင်းစစ်မှုတန်းတက်မပြေမီရှော့ပေါထွက်ခွင့်ပေးတဲ့ဆိုရာလူလူကိုလိန်လေထောင်ချောက်စင်တာဖြစ်တယ်လို့စည်ရေခက်ခတ်တွေကပြောပါတယ်။သူတို့ထွက်ခွင့်ပြုတာရာကနန်းလောက်ပဲဆိုတော့တင်းနန်းတစ်ပတ်ကိုအနည်းဆုံး9000ရှိတာ။အခုထွက်ခွင့်တထောင်မဲထောင်၊ကျန်တာထွက်ခွင့်မရလား၊တေကုန်တာလား၊ထွက်ပြေးကုန်တာလား။ဘာဖြစ်ဖြစ်ပြုံးနေစင်းဝင်ကုန်တာပဲလို့စည်ရေလီလာသူတို့ကသုံးသပ်ပါတယ်။စစ်မှုထမ်းတက်နှစ်နှစ်ပြည့်ဖို့9လခန့်လိုသေးတဲ့ကာလမှာ တပတ်စင်တဲ့လူဝင်အား၄000လောက်ပြုံးပြီးသွားတာဖြစ်တယ်လို့လဲသူကဆိုပါတယ်စစ်ကောင်စီဟာပြည်သူစစ်မှုထမ်းတင်းနှံအပတ်စင်တစ်ခုအတွက်လူ9000ကိုအဓမ္မဖမ်းဆီးစုဆောင်နေပြီးခုပတ်စင်16အတွက်အင်တွေတဲအထိပါအတင်းဝင်ရောက်ဖမ်းဆီးစုဆောင်နေပါတယ်